မြောင်တုံးမြို့နယ်မှာရေတိုက်စားပြီးကဘာပြုံမှုကြောင့်နေအိမ်ဆက်ချက်လုံးမျိုးပါခဲ့ကနေအိမ်30ကျော်ရွှေ့ပြောင်းရပြီးအိမ်တော်စု60ခန့်အကူအညီလိုအပ်နေကြောင်းတွားရကူညီပေးနေတဲ့ကိုမိုးမန်မိုးမန်ဖောင်ဒေးရှင်းရဲ့ပြောကြားချက်အရသိရပါတယ်နေအိမ်တွေမျောပါသွားတာကြောင့်အဝတ်အစားအသောက်စောင့်ချင်အောင်စသဖြင့်အကူအညီလိုအပ်နေကြောင်းကိုမိုးမန်မိုးမန်ဖောင်ဒေးရှင်းကပြောပါရယ်အခြေအနေကတော့အိမ်ဆက်ရှင်လုံးကရေထဲလုံးဝမျောပါသွားပါရယ်ကျန်တာကတော့အိမ်ကြီး30ကျော်ရွှေ့ပြောင်းရတယ် အခုကတော့အားလုံးပေါင်းမိသားစု60လောက်အကူအညီလိုအပ်နေတယ်။ဘာတွေလိုအပ်နေလဲဆိုတော့အဓိကကတော့ရေထဲမျောပါသွားတဲ့အိမ်ဆက်ရှင်လုံးကအဝတ်အစားတွေကအစအကုန်မျောသွားတာဆိုတော့အဝတ်အစားအတော့တို့စောင့်ချင်အောင်စားတဲ့ဖြင့်လူသုံးကုန်စားတော့ကုန်တွေအကုန်လိုအပ်ပါတယ်။ကျွန်တော်တို့ကတော့သွားလိုက်လာလိုက်နဲ့လှူဒန်းပေးနေပါတယ်လို့ကိုမိုးမန်ကပြောပါတယ်။အခုလိုအင်ဂျီ60ခန့်အကူအညီတွေလိုအပ်နေတဲ့အတွက်လှူဒန်းကျင်သူတွေရှိပါကလှူဒန်းနိုင်ကြောင်း၎င်းကဆက်လက်ပြောပါတယ်။ အလားတူမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကလည်းမေ25ရက်မနက်တနားရီခန့်က AR တိုင်းဒေသကြီးညောင်တုံးမြို့နယ်ရန်ကင်းဆန်ရအနောက်ကျွန်းကျေးရွာအနီးမှာပန်းလိုက်မြေရေတိုက်ဆောင်မှုကြောင့်လူနေအိမ်73လုံးနဲ့အမှတ်လီရက်ကွက်တိုးချက်နေမြေအနီးမှာလူနေအိမ်9လုံးမျိုးပါခဲ့ကြောင်းမြေကပန်းအနီးမှာရှိတဲ့ပြိုကျနိုင်ခြင်းရှိတဲ့နေအိမ်တွေကိုညောင်တုံးမြို့နယ်မိသက်စခန်းကတန်တေမိသက်တပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့တွားရောက်ကူညီရွှေ့ပြောင်းခြင်းတွေဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။